ဘဝမှာ နေ့တိုင်းတိုးတက်ပြီးတော့မှလိုချင်တာရဖို့အတွက်ကျွန်တော်လေ့ဝတ်ချက်တစ်ခုကိုပြောပြမယ်အဲ့တော့အဲ့ဒီလေ့ဝတ်ချက်ကိုသာကိုယ်ကသိသွားပြီဆိုလို့ရှိရင်လိုချင်တာတွေရလိမ့်မယ်အဲ့တော့အဲ့ဒီလေ့ဝတ်ချက်ကလည်းကျွန်တော်တို့ခက်ခက်ခဲခဲကြီးလုပ်နေစရာမလိုအဲ့ဒီလေ့ဝတ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ကိုပြောခဲ့တဲ့စကားတွေကိုကိုယ်တိုင် လိုက်လုပ်ချင်းဆိုတဲ့လေ့ဝတ်ချက်ပဲအဲ့တော့ဘဝမှာလိုချင်တာကိုရဖို့အတွက်ဘာလုပ်ရမှာလဲဆိုတော့ကိုပြောခဲ့တာတွေကို ကိုယ်တိုင်လိုက်လို့ဖို့လိုတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟိုကိုမကိုကကျမ်းမာခြင်းနဲ့နော်ကျမ်းမာခြင်းဆိုတာကိုရခြင်းနဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကိုကျမ်းမာဖို့အတွက်ကိုကိုကိုဘာတွေပြောခဲ့တယ်လဲအာငါမနေ့ပြန်ဆက်ပြီးတော့မှငါမကျမ်းမာစေမယ့်မစားစားနေမစားတော့ဘူးအဲ့ဒါဂျင်ကိုသွားတော့မယ်နော်အဲ့တော့စိတ်ချမ်းသာအောင်နေတော့မယ်ညအေးရောအောင်အိပ်မယ်ဒါတွေဒီဘာလဲဆိုကိုကိုကိုပြောခဲ့တဲ့အရာတွေအဲ့ဒီကိုကိုကိုပြောခဲ့တဲ့အရာတွေကိုဒါကိုယ်တိုင်နိုင်လို့မယ်ဆိုလို့ရှိရင် ကျမ်းမာခြင်းဆိုတာကိုရတယ်။အဲ့လိုပဲငွေချေးတွေဒါဒီလမှာငွေတွေကအများကြီးရကျင်တယ်။အဲ့တော့အများကြီးရဖို့ဆိုလို့ရှိရင်ငါဓာရီဓာရီလုပ်မယ်။တရားတော့ငါမလို့အဓာရီမတုံးတော့ဘူး။ပိုရအောင်ရှာမယ်။ပိုစုနိုင်အောင်ကြိုးစားမယ်။အဲ့တော့အဲ့ဒီကိုကိုကိုပြောခဲ့တဲ့စကားတွေကိုဒါကိုယ်တိုင်ပြန်ပြီးတော့မှလိုက်လုပ်မယ်ဆိုလို့ရှိရင်သိကြတယ်ဝင်ငွေတိုးတက်ခြင်းဆိုတာကိုရလိမ့်မယ်။ အာ relationship ကောင်းခြင်းနဲ့တော့ငါမိသားစုဝင်နေနေပဲဖြစ်ဖြစ်ဟာလာငါရဲ့ကျင်းပေါ်ကျင်းပန်းနေပဲဖြစ်ဖြစ် relationship ကောင်းခြင်းနဲ့အဲ့လိုကောင်းဖို့ဆိုလို့ရှိရင်ဒီကနောက်ငါဒါရီ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 လောက်တော့မယ်ဒါမျိုးကိုကိုကိုကျွန်တော်ပြောခဲ့လိမ့်မယ်အဲ့ဒီပြောတဲ့အတိုင်းသာလိုက်လို့မယ်ဆိုလို့ရှိရင်တော့ relationship ကောင်းခြင်းဆိုတာကိုကျွန်တော်တို့ရနိုင်မယ်အဲ့တော့ဘောကမှာနေတိုင်းတိုးတက်ပြီးတော့မှလိုချင်တာကိုရဖို့ဆိုလို့ရှိရင်တော့အဲ့ဒီညှိုးအချက်ကိုကျင့်သုံးပါ ်နော်အဲ့တော့ကျွန်တော်လည်းဟိုတုန်းကဒါကိုနားမလည်ခဲ့ဘူးကျွန်တော်ပြောတော့ပြောနေတာပဲငါဒါတွေဒါတွေလုပ်မယ်ဒီဟာရဖို့အတွက်ဒီလိုလုပ်မယ်ဆိုပြီးတော့မှကျွန်တော်ပြောတယ်ဒါပေမဲ့အဲ့အတိုင်းလိုက်မလုပ်ဘူးမလုပ်ဖြစ်ဘူးကေတင်ရှင်လိုက်ရှာတယ်ဘယ်သူမှမြန်ငါ့ကိုအဲ့ဒီရအောင်လုပ်ပေးမလဲဘယ်သူမှမြန်ငါ့ကိုကြမ်းမာလောင်အကူညီပေးမလဲဆိုပြီးတော့မှကေတင်ရှင်ရှာတယ်အဲ့တော့ဘာမှဖြစ်မလာတော့ဘူးအဲ့တော့ပြောချင်တာဒီကိုပြောခဲ့တဲ့စကားကြီးကိုကိုကိုယ်တိုင်လိုက်လို့ပါဘဝမှာလိုချင်တာလို့ရပါလိမ့်မယ် ဒီကြောင်းအနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိစုတွေကအကျိုးရစုံရရတယ်ဆိုလို့ရှိရင်တော့ comment မှာ yes ဆိုရေးပေးပါဒီဗီဒီယိုဆုံးတော့ကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ